ားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel လေးကိုအားပေးကြညီကိုတွေအားလုံးပဲချူဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကမ္ဘာဖလားကလပ်ပြန်ပွဲစဉ်ကိုရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဒီပွဲစဉ်အားလုံးကိုကျွန်တော်ရဲ့စိတ်ကြိုက်ဟိုခမရလက်နက် body လေးကိုတော့တိုတိုနဲ့လိုရင်းလောက်ကလေးပဲကျွန်တော်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်အဆုံးကြီးလည်းဒါနားထောင်ပြီးတော့ live ပြီးတော့စောကစားကြည့်ကြည့်ပါလေခင်ဗျာနော်နောက်ဆုံးအစောဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တော့ဒါ Bayern Munich ပွဲစဉ်အပြင်မိုးလင်းနောက်ကျပွဲတွေဒီကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးကတော့ Bayern Munich ပွဲစဉ်ကျွန်တော်တို့တွားမယ်ဗျ ိုင်မြူနစ်ကတော့ဒီနေ့ဘောလီစင်းမှာဆိုရှင်လေးလုံးရှုံးစစ်တီဖောက်ပေးထားတယ်ကိုပေါင်းစည်းကတော့ဒါ၅လုံးတည်ပေးထားတယ်ဆိုတော့ဘိုင်မြူနစ်အနေနဲ့အသင်းကြီးအသင်းဖြစ်တဲ့ဆိုပေမဲ့ဒါတခြားဒါဥရောပနိုင်ငံအသင်းသေးလေးတွေကနေပြီးတော့ဒါကမ္ဘာ့ကလပ်ကလပ်ကနေဆိုလို့တင်မဲ့ပေါ့နော်ဒါဘိုင်မြူနစ်နဲ့အထင်တော့မသေးသေးချင်ဘူးဘိုင်မြူနစ်ကတော့ဒီနေ့ကြောပေးထားတဲ့ဘောလီကြီးကလေးလုံးအရှုံးသေးရနေပြီးတော့ကိုပေါင်းစင်း၅လုံးတည်ပေးထားတဲ့ဒီတိုင်းမှာဆိုဘိုင်မြူနစ်တစ်ဖက်တည်းကြီးတော့၅လုံးကြီးတော့ကျွန်တော်တို့တွေးလိုက်မယ်လို့ထင်မိဘူး။ဒါပေမဲ့တစ်ဖက်အသင်းကနေပြန်သွင်းမှသာလင်းဘိုင်မြူနစ်တို့ပေါ်တော့ဒါ ိုးကတော့အထက်ထိတော့ရောက်အောင်ရောက်သွားပြီးတော့ဘိုင်မြူတင်ကိုကတ်နိုင်သွားလို့ပဲရှိတော့တယ်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့စိတ်ကြိုက်ကိုခံမှန်းရလကတော့ဘိုင်မြူနစ်တွန်းနိုင်လို့ရှိရင်တပတ်တည်း၄လုံးလောက်ဒီဖြစ်နိုင်လို့၃လုံးလောက်ဒီလည်းဖြစ်နိုင်ပြီးတော့ဒါ32ဖြစ်မှသာလင်ပေါ့နော်ဒါမားလုံးကတော့ဖြစ်သွားမှာစိတ်ကြိုက်ကတော့ဒီနေ့ဘိုင်မြူနစ်ကိုကျွန်တော်ရွေးချယ်ပေးချင်တာကတော့ကိုပေါင်းအောက်တစ်ချောင်းတည်းနဲ့ပဲဒါ AC လိုက်ပြီးတော့ညင်ညင်လေးနဲ့ပဲခစားသေးချင်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျဒါ PSG နဲ့ Atletico Madrid ကတော့ဒါမနေ့ပြန်မိုးလင်း၂နာရီမှရှင်ပြန်မှာဆိုတော့ ဒီအကြည်အရအတလီမွဲလကိုဒီနေ့ကြောပြထားပေါ်သေးကတော့ခြေတူဆိုရင်ရှုံးစဉ်ဟိုပေါင်းသေးကတော့နှစ်ဖက်ပေါင်းသုံးလုံးပြည့်သွားမယ်ဆိုပြအောင်အစားသေးလေးပဲပေါက်ပြထားတော့တွေးထားတဲ့ ါပေမဲ့ PHG နဲ့ Telecom လေးတို့ထိတိုက်တွေ့ဆုံတိုင်းမှာဆိုလို့ရှိရင်ဒါ PHG နဲ့ဒါကတ်နိုင်ထားတာလေးရှိသလိုကိုကတော့နှလုံးအထက်ကိုမကျော်ဘူးရမရန်ကလောက်ပဲကိုပေါ်ထားတွေ့ရတယ်။ဒါပေမဲ့ PHG ရဲ့ body တွေကတော့ရှစ်တူအရှုံးသေးရှိသလိုလုံးတွင်ပြဆုံးစားသေးလေးရှိရယ်ရှစ်တူဆိုရင်ပြဆုံးရှုံးသေးလေးလည်းရှိတယ်ဗျာ။ဒါ online မှာပထမဆိုတဲ့ညီကိုလေးကတော့ကိုပေါင်းသေးလေးလေးလည်းပေါ့သုံးလုံးတွင်ပြဆုံးစားနှလုံးရှုံးသုံးလုံးသေးသေးလေးလည်းရှိပါတယ်။ဆိုတော့ကျွန်တော်ကဒီနေ့စိတ်ကြရွေးချယ်ပေးခြင်းနာကတော့ဒါ PG body လေးနဲ့ကိုပေါင်းအောက်ကလေးပဲစားလို့လေးတွဲပြီးတော့ ဆော့ကစားသိကျင်တယ်ပေါ့နော်လိုက်ပြီးတော့လဲဆော့ကစားသိကျင်ပါတယ်ဆိုတော့နောက်ထပ်တပွဲကတော့ပေါ်တိုနဲ့ပေါ့နော်ပင်မယာတို့ပွဲစဉ်သွားမယ်ပေါ်တိုပေါ့နော်ကြောပေးတာပင်မယာကတော့ရှီတူဝင်ဒါအရှုံးသေးကြောပေးထားပြီးတော့အခုပြောင်းလဲသွားတာခြေကတော့ရှီတူသွင်းပြသွင်းအရှုံးသေးတိပဲပေါက်ပေးထားတယ်ဘိုးမောင်သေးကနှလုံးသွင်းလို့ရှင်ပြသွင်းအရှုံးသေးပေးထားတယ်ဗျဒါမှမဟုတ်ကျွန်တော်ကတော့ဒီနေ့ပေါ်တိုလိုပွဲစဉ်မှာစစ်ကြောက်ကိုရွေးချယ်ပေးရရင်တော့ဒါပေါ်တိုပေါ်တီလေးကိုပဲကျွန်တော်ကြိုက်နှစ်သက်ပါတယ် နောက်ဆုံးမိုးလင်းနောက်ကျပွဲမှာဆိုရင်တော့ဘာတိုဖောက်ကဒင်းကနေပြီးတော့ပေါ့နော်ဒီမက်ရှင်ပြိုင်မဲ့အသင်းကိုကြော်ပိတာဈေးကတော့ရှင်းတူဆိုရင်အရှုံးသေးပိတာကိုပေါင်းသေးအောင်နှလုံးသွင်းမှာဆိုရင်ဒါပြောင်းဆုံးရှုံးသေးသုံးလုံးသွင်းမှာအပြည့်စားပေးရတယ်ဒီပွဲစဉ်လေးမှာဆိုရင်ကျွန်တော်အနေနဲ့ဒါစိတ်ကြိုက်လေးရွေးချယ်ပေးရအောင်ကိုလေးနေသွားပြီးကိုအောက်သွားလိမ့်မယ်လို့တော့တွေးမိမှာရဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ကိုအောက်ကလေးကိုပဲလိုက်ပြီးတော့စော်ကစားသေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ဒါကမ္ဘာကလပ်ကလပ်ပြန်ပွဲစဉ်လေးမှာဆိုရင်ဘိုင်မြူနစ်ပွဲစဉ်မှာဆိုကိုပေါင်းအောက်ကိုရွေးချယ်ပေးထားပြီးတော့ ပြည့်ချင်တဲ့အတလီကိုမလို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ပြည့်ချင်ပေါ်ဒီနဲ့ကိုပေါင်းအောက်ကိုတွဲပစ်ထားတာလည်းဖြစ်ပါတယ်ပေါ်တိုပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ပေါ်တိုလေးကိုရွေးချယ်ပေးထားပြီးတော့နောက်ကျပွဲစဉ်မှာဆိုရင်တော့เนาะဒါပေါ်တိုပေါ်ကအသင်းမှာဆိုရင်ကျွန်တော်ကကိုပေါင်းအောက်ကိုဆက်လက်ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်အားလုံးကိုညီကလို့ကြမ်းမယ်ဆိုရင်တော့မောင်းလိုက်ပြီးတော့စော်ကစားလို့ရတယ်လို့ပေါ်ဒီတီးတန့်ကြီးစော့ကျင်တဲ့ဆိုတော့ညီကိုတွေကပေါ့เนาะပြည့်ချင်ပေါ်ဒီဘိုင်ယန်ကိုပေါင်းအောက်နဲ့ ပေါ်တိုဘော်ဒီလေးကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါကြိုက်ရှင်းတူမယ်ဆိုရင်တော့ညီကိုတို့နေလိုက်ပြီးစော်ကြားကြပါကျွန်တော် YouTube channel လေးကိုလည်းအများတန်းချွတ်ချွတ်အားပေးကြဖို့လည်းဒါတောင်းဆိုပါရစေနောက်တစ်ခုကတော့ subscribe မလုပ်သေးတဲ့ညီကိုတွေကလည်း subscribe ပါလေးလုပ်ပေးဖို့လည်းတောင်းဆိုပါရစေအားလုံးပဲကောင်းကောင်းကြပါစေခင်ဗျာများအထူးပဲကျေးဇူးတင်ပါတယ်